္ဂလာပါရှင်အခုချိန်ကစပြီးအော်တိုဘာလ30ရက်ကြာတာပြည်နေ့ညပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်ကိုစတင်နေပါပြီကျွန်မစမိုင်းပါကချင်ပြည်မြောက်ပိုင်းတရုတ်နယ်ဆက်အနီးကစစ်ရဲအခြေအနေတင်းမာမှုတည်င်းနဲ့စပါမယ်။ ကချင်ပြည်ပူရာဦးခရိုင်ခေါလန်ဖူးမြို့နယ်ရှိန်ခေါက်ဘက်မှကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့မဟာမိတ်တပ်ဖွဲ့တွေကစစ်တပ်နဲ့ပြည်သူ့စစ်ဘူပေါင်းတပ်တွေရဲ့ခံစစ်တပ်စခန်းတစ်ခုကိုထပ်မံတိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။သိမ်းပိုက်ရရှိခဲ့တဲ့စခန်းတွေကတော့အော်တိုဘာလ29ရက်နေ့ကနမ်ချေရွာနဲ့28ရက်နေ့ကငကြလရွာက စခန်းတွေဖြစ်တယ်လို့ KIA ပြောခွင့်ရဘူမူကြီးနော်ဘူးကအတည်ပြုပါတယ်။ ဒီစခန်းတွေဟာလန်ဆယ်အထက်မခေါင်တန်းရွာနဲ့ရှိန်းခေါင်ကြားမှာရှိတာဖြစ်ပါတယ်။ KIU ပူပေါင်းတပ်တွေအနေနဲ့တိုက်ပွဲအတွင်းစစ်တပ်ဖက်ကလက်နက်ခဲယံတချို့ကိုလည်းတိုက်စီရမိခဲ့ပါတယ်။အော်တိုဗာလာ29ရက်နေ့မနက်ပိုင်းအထိအဲ့ဒီရွာပတ်ဝန်းကျင်မှာလိုက်လံရှင်လင်းရင်းနဲ့တိုက်ပွဲတွေဆက်ဖြစ်နေစေဖြစ်တယ်လို့မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။ မန္တလေးဒေသကထိချုံနယ်မြေတွေကိုကာကွယ်ရေးနဲ့ပတ်သက်ပြီးပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY PDF ကအော်တိုဘာလ29ရက်နေ့ညနေပိုင်းမှာထုတ်ပြန်လိုက်တဲ့အကြောင်းပြောပြပါမယ်။ တအန်တဲ့ TNL ကစစ်ကော်မရှင်တန်တဲ့အပြစ်ရစဲရေးသဘောတူညီမှုရပြီးတဲ့နောက်မူကုန်းနဲ့မူမိတ်ကနေစုခွာမယ်လို့တည်င်းထုတ်ပြန်ခဲ့ပါတယ်ဒီလိုအခြေအနေမျိုးမှာပဲ MDY PDF ကတော့လက်ရှိထိချုပ်ထားတဲ့နေမြေတွေကိုဆက်လက်ကာကွယ်ထိန်းသိမ်းဖို့အတွက်မိဖက်တော်လှန်ရေးအင်အားစုတွေနဲ့လက်တွဲပြီးအစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ထုတ်ပြန်ကြေညာခဲ့ပါတယ် ရှမ်းမြောက်မှာ TNL ရဲ့30 29စစ်စစ်အတွင်း MDY PDF ဟာမန္တလေးတိုင်းထက်ကတပိတ်ချင်းနဲ့စင်ကူမြို့နယ်တွေကိုထိချုံနိုင်ခဲ့ပြီးလက်ရှိမှာအမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့အတူအုပ်ချုပ်ရေးလုပ်ငန်းတွေပါဖော်ဆောင်နေရဖြစ်ပါတယ်။ MDY PDF ရဲ့ထုတ်ပြန်ချက်မှာ TNL နာမည်ကိုတိုက်ရိုက်မဖော်ပြထားပေမဲ့ တိုင်းဒါမဟာမိတ်တွေနဲ့ຫນွေဥတော်လည်းအင်အားစုတွေရဲ့ပတ်ပိုးမှုနဲ့ပူပေါင်းလက်သွဲမှုတွေကြောင့်နယ်မြေတွေထိတ်ချုပ်နိုင်ခဲ့တာကိုအလေးထားဖော်ပြထားပါတယ်ဘလို့ကြီးမားတဲ့အခက်အခဲတွေပဲရှိပါစေ Federal Democracy ရရှိရေးနဲ့ဆက်အနာရှင်စနစ်အမြင့်ပြတ်ချေမှုရေးဆိုတဲ့ဘုံရီမန်းချက်တိုက်ပွဲတွေကိုဆက်လက်ဆင်နွှဲသွားမယ်လို့လည်း MDY PDF ကပြည်သူလူထုကို အသိပေးကတိပြုထားပါတယ် စကိုင်းတိုင်းနဲ့မန္တလေးတိုင်းကိုဆက်သွယ်ထားတဲ့အီယာဝရီမြို့ကယတနာတင်ခတတာဂျိုကြပြက်စီသွားပြီးတော့စစ်တပ်နဲ့တော်လရင်တပ်ဖွဲ့တွေထိ ंछ ုပ်ထားတဲ့နေမြင်နှစ်ခုကြားမှာလုံချုံရင်အခြေအနေဟာအကြီးကျယ်သိမ်းမာလာနေပါတယ်။တတာပြက်စီပြီးနောက်တနေကုန်လေကြောင်းတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ ပေ2400ကျော်ရှိလျားတဲ့ယန္တနာတင်ခတ္တာဟာအော်တိုဗာလာ28ရက်ည7:00နာရီခန့်မှာမိုက်ခွဲခံရပြီးဂျူးကျသွားခဲ့တာလို့ဒေတာခန့်တွင်ねစီရီတည်ရင်မြစ်တွေပြောပြချက်အရသိရပါတယ်ဒီတံတားပြက်စီးသွားပြီးတဲ့နောက်တံတားပတ်ဝန်းကျင်နဲ့စင်ကူမြို့နယ်ဘက်ကိုစစ်တပ်ကတနေ့လုံးညီပါလေကြောင်းကနေဘုံကျဲတိုက်ခိုက်နေပါတယ်။ဒေသခံတွေရဲ့ပြောကြားချက်အရဂျက်လီယင်တွေဟာစက်တိုက်တဲ့ပြီးဘုံ၅ကျဲအထိကျဲချခဲ့တယ်လို့သိရပါတယ်။ လက်ရှိမှာတဒားရဲ့တဖက်ဖြစ်တဲ့ကြောက်မြောင်ဖက်ချံကိုစစ်တပ်ကထိ ंछ ုပ်ထားပြီးစင်ကူမျိုးနယ်ကိုတော့ MDY PDF ကတိုက်ပိုက်ဆူမှုထားတာကြောင့်စစ်ရေးတင်းမာမှုဟာအမြင့်ဆုံးအခြေအနေကိုရောက်ရှိနေတာဖြစ်ပါတယ်။တဒားပြည့်စည်မှုနဲ့ပတ်သက်ပြီးဘယ်သူတွေလုပ်တယ်ဆိုတာကိုအတည်ပြုနိုင်ခြင်းမရှိသေးပဲအပြည့်အလန်းစွပ်စွဲမှုတွေရှိနေသေးပါစစ်တပ်ထောက်ခံသူတွေက TNL နဲ့ MDY PDF ပူးပေါင်းတပ်ကဖျက်ဆီးခဲ့တယ်လို့စွပ်စွဲနေချိန်မှာပဲ ဒေသခံတချို့ကတော့တရားကြိုးကြမှုဟာစစ်ကော်မရှင်ကကြောက်မြောင်စစ်သက်စခန်းကနေလက်နက်ကြီးနဲ့ drone တွေပြစ်ခတ်ပြီးနောက်မှာဖြစ်ပေါ်ခဲ့ရလို့ပြောပါတယ်ဒါပြင်စစ်တပ်ဟာလက်ရှိမှာတော်လှန်ရေးတပ်တွေထိချုပ်ထားတဲ့စင်ကူမြို့နယ်ထဲကိုစစ်ကြောင်းထူဖို့အတွက်ပြင်ဆင်နေပါတယ်။မန္တလေးမူကုတ်စင်ကူလမ်းပေါ်ကဇရက်ကွင်းရွာကိုစစ်ကြောင်းထူဖို့ပြင်ဆင်နေတဲ့တည်င်းတွေထွက်ပေါ်လာတာကြောင့်ရွာသူရွာသားတွေတိမ်းရှောင်နေကြရပြီလို့စစ်ရေးတည်င်းမြစ်တွေကပြောပါရီ။ စစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲဆိုင်ရာဝါရဖြန့်ဇလန်းတူကိုဝေဖန်ခဲ့တဲ့ဆိုရဲဆွဆွဲချက်နဲ့ဒရိုက်တာမိုက်တီအပါဝင်အမှုပညာရှင်၃ယောက်ကိုဖမ်းဆီးလိုက်တယ်လို့မနေ့ကညနေပိုင်းမှာထုတ်ပြန်ခဲ့ပါတယ်ဖန်စီခင်ရသူတွေကဒရိုက်တာမိုက်တီဇပ်ပိုတယုတ်ဆောင်ကျော်ဝင်းထွန်းနဲ့ဟာတာတယုတ်ဆောင်အုံတိုင်းတို့ဖြစ်ကြပါတယ်သူတို့ဟာမြဝရီရုတ်တန့်ကနေထုံလွင့်တဲ့ ခစ်သမိုင်းကိုဒုံဆိုင်မဲ့သူများဇက်လန်းသူနဲ့ပါဝင်သူတွေကိုလူမှုကွန်ရက်ပေါ်ကသဆင့်ဝေဖန်တိုက်ခိုက်ခဲ့တယ်လို့စစ်ကော်မရှင်ကစွပ်စွဲပါတယ်ဒီဇလန်တို့မှာအကယ်ဒမီနေတို့မြင့်မြတ်မေမြင့်မှုအပါအဝင် ထိတ်တန့်အမှုပညာရှင်တွေပါဝင်တရုတ်ဆောက်ထားပြီးဇက်ကာကတော်လရင်အင်အားစုတွေကိုစော်ကားတဲ့စစ်ဝင်ခန်းတွေပါဝင်နေဆိုပြီးဝေဖန်မှုတွေမြင့်တက်နေတဲ့ဇက်ကာလေးဖြစ်ပါတယ် စစ်ကောမရှင်အစိုးရဖမ်းဆီးခံရသူ၃ယောက်လုံးကိုရွေးကောက်ပွဲကာကွယ်တားဆီးရေးဥပဒေနဲ့အရေးယူမှာဖြစ်ပါတယ်။ Traitor Mighty ဟာအရင်ဟာပုံမှန်905ကကြီနဲ့ထောင်ရန်ကြခံခဲ့ရဖူးပြီးခံဝင်တဲ့လူငယ်ခဲ့သူဖြစ်ပါတယ်။သူအနေနဲ့လက်ရှိပြည်မှုအပြင်ကြံရှိတဲ့ပြည်တံကိုပါထပ်မံကြခံရမယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဖန်စီခင်ရသူတွေရဲ့လူမှုကွန်ရက်စာမျက်နှာတွေကိုစစ်ဆေးရမှာတော့ရွေးကောက်ပွဲကိုဟက်တာနှောက်ရှဲတဲ့အရေးသားမျိုးမတွေ့ရပဲစက်ကားမှာပါဝင်တဲ့တရုတ်စာတွေကို အကြံပြုတဲ့သဘောမျိုးပဲတွေ့ရတယ်လို့စစ်ဆေးသိရှိချက်တွေကဆိုပါတယ်အခုလိုအမှုပညာရှင်တွေကိုဖန်စီအရေးယူတာဟာမကန်မှုကိုဝေဖန်ခွင့်မရှိတဲ့အာဏာရှင်လောက်ရဖြစ်တယ်လို့ပြည်သူတွေကလူမှုကွန်ရက်ပေါ်မှာပြပြင်းထန်ထန်ဝေဖန်မှတ်ချက်ပြုနေကြပါတယ် အခုလိုအမှုပညာရှင်တွေကိုဖန်ဆီးအရေးယူတာဟာမံကန်မှုကိုဝေဖန်ခွင့်မရှိတဲ့အာဏာရှင်လောရက်ဖြစ်တယ်လို့ပြည်သူတွေကလူမှုကွန်ရက်ပေါ်မှာပြပြတ်တက်တဲ့ဝေဖန်မှတ်ချက်ပြုနေကြပါတယ်။ရန်ကုန်အပီပီဆိုင်ရာလီစိတ် YIA ရဲ့လီရင်ပြေးလန်းကြောင်းကိုပြပြင်ထိတ်သိမ်းမှုတွေပြုလုပ်နေရာကြောင့်လီစိတ်ကိုည7:00နာရီကနေမနက်6:00နာရီအထိယာယီပိတ်ထားမှာဖြစ်ပါတယ်။ ညပိုင်းပြန်တန်းခွေပိတ်တာကိုအော်တိုဘာလ29ရက်နေ့ညပိုင်းကစပြီးဒီဇင်ဘာလ33ရက်နေ့အထိစုစုပေါင်း2လအကြာယာယီပိတ်ထားမှာဖြစ်တယ်လို့လေရင်လက်မှတ်အရောင်းဌာနတွေကကြေညာပါတယ်။ဒီလိုညပိုင်းပြန်တန်းခွေပိတ်လိုက်တာကြောင့်လေကြောင်းလိုင်းတွေဟာညဘက်ပြေးဆွဲမဲ့ခရီးစဉ်တွေကိုအချိန်ပြောင်းလဲပြီးပြေးဆွဲပေးဖို့စီစဉ်နေကြပါတယ်။လက်ရှိအချိန်မှာပြပခရီးစဉ်တွေအပေါ်အဓိကတည်ရောက်မှုရှိမှာဖြစ်ပြီး ပြည်တွင်းလေကြောင်းခရီးစဉ်တွေကတော့ညဘက်ပြန်တမ်းမှုမရှိဘူးလို့ဆိုပါတယ်ညပိုင်းခရီးစဉ်တွေအတွက်လက်မဲ့ဖြတ်ထားသူတွေအနေနဲ့ကိုယ့်ရဲ့ခရီးစဉ်အချိန်အပြောင်းလဲတွေကိုလေကြောင်းလိုင်းဒါမှမဟုတ်လက်မဲ့ဝယ်ယူထားတဲ့ agency တွေစီကိုသေချာစုံစမ်းမေးမြန်းပြီးတခြားလိုအပ်တဲ့အစီအစဉ်မှုတွေကိုလှုပ်ထားကြဖို့လေလေရင်လက်မဲ့အယောင်းဌာနတွေတတိပေးပြောဆိုထားပါတယ်။ အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါ။ဒီကနေ့ထိတ်တန့်ရောက်တဲ့သတင်းကတော့အမေရိကန်သမ္မတနဲ့တရုတ်သမ္မတတို့တွေ့ဆုပ်ပွဲသတင်းဖြစ်ပါတယ်။ကုတ်တော်ရေးစစ်ပွဲဆင်နွှဲနေကြတဲ့အမေရိကန်နဲ့တရုတ်နိုင်ငံတွေရဲ့ခေါင်းဆောင်နှစ်ယောက်ဟာတောင်ကိုရီးယားနိုင်ငံမှာကျင်းပနေတဲ့ APEC အာရှပစိဖိတ်စီးပွားပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းအဝေးတည်ရင်တွေ့ဆုပ်ကြတာဖြစ်ပါတယ်။ အစည်းအဝေးပြီးမှာတော့အမေရိကန်သမ္မတဒေါ်နယ်ထရပ်ကတိတ်မကြတော့တဲ့အချိန်မှာကုတ်တော်ရေးသဘောတူစာချုပ်ထုတ်ဆိုနိုင်တော့မယ်လို့ပြောပါတယ်တရုတ်ရဲ့ပို့ကုန်အပေါ်မှာ အမေရိကန်က အခွန်လျှော့ပေးမှဖြစ်ပြီးမြေရှားတတုနဲ့ပတ်သက်လို့အမေရိကန်အတွက်အသားစီးဖြစ်နေတာတွေကိုဖယ်ရှားနိုင်ခဲ့ပြီလို့ပြောပါရယ်တရုတ်သမ္မတရှီကျင်းပင်ကအဓိကကုန်သွယ်ရေးကိစ္စရပ်တွေပြည်လည်သွားပြီလို့တရုတ်အစိုးရပိုင်းမီဒီယာတွေကိုပြောပါရယ် နှစ်နိုင်ငံစလုံးဟာတရားမဝင် ရွှေ့ပြောင်းသူများအွန်လိုင်းလိမ်လည်မှုငွေကြေးခဝါချမှုနဲ့ AI နဲ့ပတ်သက်တဲ့ကိစ္စတွေမှာပူးပေါင်းဆောင်ရွက်ကြဖို့စင်နာရှိကြတယ်လို့ပြောပါတယ်ဒီတည်ရေးသားတဲ့အချိန်ထိတော့အမေရိကန်မှာရှိတဲ့တစ်တော်လုပ်ငန်းကို အမေရိကန်ကဝယ်ယူမဲ့ကိစ္စနဲ့ပတ်သက်လို့တော့ဘာမှထုတ်ဖော်ပြောကြတာမရှိပါဘူး။ အမေရိကန်ပြည်ထောင်စုက33နှစ်ကြာရပ်ဆိုင်ထားတဲ့နျူကလ িয়ার လက်နက်စံတပ်မှုတွေကို ပြန်လည်စတင်ဖို့သမ္မတဒေါ်နယ်ထရပ်ကအမေရိကန်ပြည်ထောင်စုစစ်ဌာနချုပ်ပင်တဂွန်ကို အမိန့်ပေးလိုက်ပါတယ်အမေရိကန်သမ္မတကဒီကနေ့ကြာတာပြင်းနေမှာတရုတ်သမ္မတရှီကျင်းပင်နဲ့မတွေ့ဆုံမီလေးမှာထုတ်ပြောခဲ့တာဖြစ်ပါတယ် တခြားနိုင်ငံတွေကစံတမ်းမှုတွေလှုပ်ဆောင်နေတာကြောင့်စစ်ဝင်ကြီးဌာနကိုနျူကလ িয়ার လက်နက်စံတမ်းမှုတွေတန်းတူပြန်လည်လှုပ်ဆောင်ဖို့အမိန့်ပေးခဲ့တာလို့သမ္မတထရန့်ကပြောပါရီဒီလုပ်ငန်းစဉ်ကိုချက်ချင်းစတင်မှာဖြစ်တယ်လို့လည်းသူကပြောလိုက်ပါရီ American ကနောက်ဆုံး nuclear လက်နက်စံတမ်းမှုကို1992ခုနှစ်ကလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ် စီအေကေဂျီပြီးဆုံးသွားတဲ့အတွက်ဒီလိုစံတက်မှုတွေကိုရက်ဆိုင်ထားဖို့လွတ်တော်ကတိုက်သွန်းပြီးတဲ့နောက်စံတက်မှုတွေကိုရက်ဆိုင်ထားခဲ့တာပါ1992ခုနှစ်အောက်တိုဘာလမှာတော့နျူကလ িয়ার လက်နက်စမ်းသပ်မှုတွေရပ်ဆိုင်းထားဖို့စာချုပ်ကိုအဲ့ဒီအချိန်ကသမ္မတဂျော့ဒဗလျူဘုရှ်ကလက်မှတ်ရေးထိုးခဲ့ပါတယ်။စစ်အေခိမှာတော့နျူကလ িয়ার လက်နက်စမ်းသပ်မှုတွေကိုအမေရိကန်နဲ့အဲ့ဒီအချိန်ကဆိုဗီယက်ယူနီယံဖြစ်တဲ့ရုရှားတို့ကအများဆုံးလုံဆောင်ခဲ့တာပါ။ CAG အပြီးမှာတော့အမေရိကန်နဲ့ရုရှားတို့ကနျူကလ িয়ার ထိပ်ဖူး1550ထက်ပိုမထားကြဖို့သဘောတူခဲ့ကြပါတယ်။အဲဒီနောက်ပိုင်းနျူကလ িয়ার ဆန်တက်မှုတွေအများဆုံးလှုပ်လာတာကတော့တရုတ်နိုင်ငံဖြစ်ပါတယ်။2020ခုနှစ်မှာနျူကလ িয়ার ထိပ်ဖူး200ရှိရာကနေအခုချိန်မှာထိပ်ဖူး600ထိရှိလာခဲ့တာဖြစ်ပါတယ်။ ရုရှားကနဘတ်နေ့ဖြစ်ပြီးတရုတ်ကခက်ဝဝေးမှာနဘတ်3နေရာကရှိနေပါတယ်။ဒါပေမဲ့9နှစ်အတွင်းတူလာတော့မှာဖြစ်တယ်လို့သမ္မတထရန့်က သူ့ရဲ့ True လူမှုကွန်ရက်အကောင့်မှာရေးသားထားပါတယ်။နောက်ဆုံးသတင်းအအနေနဲ့ကတော့ဘရာဇီးကလက်သက်ပြောင်းတဲ့စစ်စင်ရဲ့တစ်ခုအကြောင်းပြောပြပါမယ်။ ကွန်ပလက်ဇိုအလီမောင်နဲ့ပန်ခါရက်ွက်တွေကဘရာဇီးနိုင်ငံမြို့တော်ရီယိုဒီဂျနေရိုကဝင်ဝင်နေပါသူတွေနေထိုင်ကြတဲ့ရက်ွက်တွေဖြစ်ပါတယ်။ဒီကနေ့မနေ့မှာတော့အဲ့ဒီရက်ွက်နှစ်ခုကလမ်းတွေပေါ်မှာမူရေးစေဝါဂိုင်းတွေလိုဆွတ်ဆွဲခံရပြီးတည်ဆုံသွားသူတွေရဲ့ဒါဇင်နဲ့ချီတဲ့အလားတွေကိုရက်ွက်သူရက်ွက်သားတွေကတန်းစီပြီးချထားပါတယ်။ တချို့အလောင်းရီနားမှာတော့သူတို့ကိုချစ်ခင်နစ်သက်တဲ့မိသားစုဝင်တွေရှိနေပြီးတချို့မိသားစုဝင်တွေကတည်ဆုံသူတွေကိုနှုတ်ဆက်အနမ်းနှမ်းနေတာလည်းတွေ့ရပါတယ်ဘရာဇီးယားမြို့တော်မှာရင်းနှီးစစ်သားအင်အား2500လောက်ပါဝင်ပြီးမူရင်းစေဝါဂိုင်းလို့ကြော်ကြားတဲ့အမိတ်နီလို့အထိပ်ပဲရတဲ့ကွန်မန်ဒိုဘာမင်လိုဂိုင်းကို စစ်ဆေးရေးလုပ်နေရလို့ဆိုပါတယ်။မနေ့ကတရက်ထဲလူပေါင်း130ကျော်တည်ဆုပ်ခဲ့တယ်လို့ရဲကထုတ်ပြန်ပါတယ်။အဲ့ဒီထဲမှာရဲအရာရှိကတော့၄ယောက်ပါဝင်ပါတယ်။ လူ80ကျော်နဲ့လက်နက်တွေမူရစ်စေဝါတွေဖမ်းဆီးရမိရဲ့လို့ရဲကပြောပါတယ်ဒါဟာဘရာဇီးနိုင်ငံရဲ့မူရစ်စေဝါနိုင်နေရင်တမိုင်းတလျှောက်အကြီးမားဆုံးအပြင်းထန်ဆုံးစစ်စင်ရင်လည်းဖြစ်ပါတယ်လူအသေးပြောက်အများဆုံးလည်းဖြစ်ပါတယ် လူအသေးပြောက်များလွန်းတဲ့အတွက်လူအခွင့်အရေးအဖွဲ့အစည်းတွေကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ဒေသခံတွေကအင်အားအလွန်အကျွံသုံးဆွဲတဲ့အစုလိုက်အပြုံလိုက်လူသက်ပွဲတွေဖြစ်နေပြီလို့ဝေဖန်တာတွေလည်းရှိနေပါတယ်မြို့တော် Rio de Janeiro မှာတော့စစ်တပ်နဲ့ရဲတွေကိုဆက်ကျင်တဲ့ဆန္ဒပြပွဲတွေကိုပြည်သူတွေကဒေါသတကြီးလှုပ်ဆောင်နေကြပါတယ်သွေးစွန်းနေတဲ့ဘရာဇီးနိုင်ငံရောအလံတွေကိုဝင့်ရံပြီးလူသက်ပွဲတွေရပ်တန့်ဖို့တောင်းဆိုနေကြပါတယ်။ တည်နေမီဒီယာကွန်ရဲ့ NMG သတင်းဌာနကတနင်္လာနေ့ကနေတောက်ကြနေ့အထိညာတိုင်းရုပ်သက်သတင်းအစီအစဉ်ကို ထုတ်လွှင့်နေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။